ိုင်းညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမမပထမဆုံးတင်ပြပေးမယ့်သတင်းကတော့နယူးယောက်မြို့မှာကျင်းပတဲ့မြန်မာမျိုးသမီးများနဲ့လူနည်းစုများဤတော်လည်အတွင်းသင်းမြတ်ညီညွတ်ချင်းနဲ့ခန္ဓာရည်စွမ်းကိုထင်ရတော့တန်များဆိုတဲ့ခန်းနာကိုနိုင်ငံခြားဥက္ကဋ္ဌဌာနပြည်ထောင်စုဝန်ကြီးဒူဝင်ကြီးနဲ့တမ်မတ်ကြီးတို့တက်ရောက်တဲ့သတင်းဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပတဲ့ မြမမျိုးသမီးများနှင့်လူနည်းစုများ၏တော်လည်ရေးအတွင်းသင်းမြတ်ညီညွတ်ခြင်းနှင့်ခန္ဓာရည်စွမ်းကိုထင်အပ်သောတန်များဆိုတဲ့အခမ်းအနားကိုနိုင်ငံချိုင်းဥညီဌာနပြည်တော်စုဝင်ကြီးဒူဝင်ကြီးနဲ့တာမတ်ကြီးတို့တက်ရောက်ခဲ့တယ်လို့မျိုးသားညီညွတ်ရေးအစိုးရနိုင်ငံချိုင်းဥညီဌာနကထုတ်ပြန်ပါတယ်။အောက်တိုဘာလတရနေ့ကလူရောင်မျိုးမှမြမမျိုးသမီးများနှင့်လူနည်းစုများ၏တော်လည်ရေးအတွင်းသင်းမြတ်ညီညွတ်ခြင်းနှင့်ခန္ဓာရည်စွမ်းကိုထင်အပ်သောတန်များကောင်းစဉ်နဲ့ကျင်းပခဲ့တဲ့အခမ်းအနားကိုမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံချိုင်းဥညီဌာနပြည်တော်စုဝင်ကြီးဒေါ်စမအောင် ဒုတိယဝန်ကြီးဦးမိုးစောဦးလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ကြီးဦးကျော်မိုးထွန်းတို့ပါဝင် နိုင်ငံတကာနဲ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းတွေနယူးယောက်မြို့မှာရှိတဲ့မြန်မာနယ်ပယ်တိုင်းရင်းသားတွေစုစုပေါင်း130ခန်းတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ဆိုပါခန်းနာမှာကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ်ထွန်းအန်ဒရူး ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မထွန်မြမနိုင်ငံဆိုင်ရာနော်ဝေအထူးကိုယ်စားလှယ် Miss Kiss Lily Hama International Civil Society Action Network ICAN က Program Director Miss Helena Gromberg တို့ကအမှားစကားပြောကြားခဲ့တယ်လို့အသိပေးထားပါတယ်။ခန်းနာမှာ2021အာဏာသိမ်းမှုပြီးပြည်သူ့ချုပ်ရဲ့ကိုရွေအတွေ့အကြုံတွေကိုမျှဝေခဲ့တယ်လို့တော်လိုင်းရဲ့တချင်းတွေဆိုတာမှတ်တမ်းရုပ်ရှင်ပြတာ၊ကြပြရွတ်ဆိုတာစတဲ့အစီအစဉ်တွေပါဝင် CDM မျိုးသမီးတွေလှုပ်ထားတဲ့လက်မှုပစ္စည်းတွေပြပခအချိန်ဒီမှာလိမ်မိုင်းဆိုင်ရာအကျံဖတ်ခံရပြီးရှင်တန်ကြံရစ်တဲ့မြို့သမီးတွေရဲ့ရုပ်ပုံနဲ့စကားသံတွေမြမပြပခနဲ့တဘာဝတည်ရန်စာတအရင်မြင့်များ အိန္ဒိယနိုင်ငံများရဲ့အကျိုးစီးပွားဆိုင်ရာဆက်ဆက်ပတ်သက်မှုတွေကိုထင်ဟပြသတဲ့မြေပုံနဲ့မြမယူရရင်ကျင်းမှုပုံရိပ်တွေကိုခင်းချင်းပြသခဲ့တယ်လို့သိရပါဗျ။ဒီခန္ဓာကို Human Peace and Humanitarian Fund WPHF နဲ့ International Civil Society Action Network ICAN တို့ရဲ့ပံ့ပိုးမှုနဲ့ Burma Advocacy Group BAG Gender Equality Network GEN Global Justice Center GJC မြမ WPS New York City Burmese Community NYCBC Women Advocacy Coalition မြန်မာ WACM Women Peace Network WPN Women's League of Burma WLP တို့ပူးပေါင်းစီစီကျင်းပတာလို့မြို့သားညီညွတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ခလာယာ265ကစစ်သားတဦး KNL တက်မဟာလေးထံလက်နက်တင်တကွအလင်းဝင်တဲ့သတင်းဖြစ်ပါတယ်။ကရင်မြို့သားစီယော မြိတ်တဝဲခရိုင်လယ်မူလာမြို့နယ်မှာခလာရ265ကစစ်သားတအူ KNL တက်မဟာလေး KNDO တက်ရင်ခုနှစ်ထံလက်နက်နဲ့တကွအလင်းဝင်လာတယ်လို့ KNU မြိတ်တဝဲခရိုင်ပြည်သူဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးဌာနကဒီနေ့အော်တိုဘာလ3ရက်နေ့မှာထုတ်ပြန်လာပါတယ်။အနာသိန်းချမ်ပတ်စစ်တက်ခလာရ265တက်ရင်ကစစ်သားတအူကီမျိုးသားလူမျိုးရေးတက်မတော် KNL တက်မဟာလေး KNDO တက်ရင်ခုနှစ်တက်ခွဲသုံးတန်းကိုအော်တိုဘာလ3ရက်နေ့မှာ ် MA1 တလက်နဲ့အလင်းဝင်ပတ်ပြောင်းခုလုံလာတယ်လို့ဆိုပါရယ်။အလင်းဝင်ပတ်ပြောင်းခုလုံတဲ့စစ်သားဟာအနာသိစစ်တပ်ကအတင်းအာဓမပြည်သူစစ်မှုတန်းစုဆောင်းခံရသူဖြစ်ပြီးရှေ့တန်းပို့ခံခဲ့ရချိန်မှာထွက်ပြေးပြီးကင်မျိုးသားကာကွယ်ရေးတပ်ထံအလင်းဝင်လာတာလို့အသိပေးပါရယ်။သောမျိုးမျိုးကြောင့်မတရားစစ်မှုတန်းခိုင်းစေခံရတဲ့အာဏာသိမ်းချမ်းမတ်စစ်တပ်ကတပ်သားတွေအနေနဲ့မိမိတို့နဲ့နှီးဆက်ရာတော်လင်ရေးအတွက်တွေမှာရတဲ့နှီးနဲ့လက်နက်ချအလင်းဝင်ပူပေါင်းကြဖို့ကင်မျိုးသားစီယုံကတိုက်တွန်းထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့တီတိန်ခလာရ269တရင်ကစစ်သား2ဦး PDF ဇိုလန်ထံလက်နက်ခဲယမ်းတွေနဲ့လင်းဝင်တဲ့သတင်းပဲဖြစ်ပါတယ်။ချင်းပြည်နယ်တီတိန်မြို့မှာရှိတဲ့ခလာရ269တရင်ကစစ်သား2ဦးလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ချင်းဒေသကာကွယ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလန်ကဒီကနေ့အောက်တိုဘာ3ရက်မှာထုတ်ပြန်ပါတယ်။တီတိန်မြို့အခြေဆိုင်ခလာရ269တရင်ကတက်ကြွညင်ညင်ရွှေနဲ့တပ်သားခိုင်ချိုဒူတို့ဟာလက်နက်ခဲယမ်းတွေယူလာပြီးအောက်တိုဘာလ1ရက်နေ့မှာအလင်းဝင်လာတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တကုံးမှာကြမ်းရှိနေသေးတဲ့တည်ရင်မှုကနေတက်သားတွေအားလုံးအချိန်မီလင်းဝင်ကြဖို့နောက်ဆုံးအနေနဲ့ဖိတ်ခေါ်ချင်ပါတယ်လို့လဲ PDF ဇူလန်ကအသိပေးထားပါတယ် PDF ဇူလန်ဟာကျမစစ်သားတွေအလင်းဝင်ကြဖို့နှိုးဆော်ထားတယ်လို့တစ်ဖက်မှာလည်းခြေကန်စစ်ပညာသင်တန်းပတ်စဉ်16နှစ်အတွက်သင်တန်းသားသင်တန်းသူအသစ်တွေလက်ခံနေပြီလို့အသိပေးပြီးငွေရည်နဲ့စစ်တပ်ကိုတုံ့လှန်မှုစီရင်ပေးသွင်းနိုင်ပြီလို့ထုတ်ပြန်ထားပါတယ် ချင်းညီနောင်ဖွဲ့ဝင်ဖြစ်တဲ့ PDF ဆိုလန်ဟာဒီတဲ့မျိုးသိန်းစစ်စင်ရေးဖော်ဆောင်မယ်လို့အသိပေးကြညာထားပြီးစစ်တပ်ကကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ချောင်းနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီပေးသူတွေကိုရေးယူမယ်လို့အသိပေးထားပြီးဖြစ်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။